ောတာရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ13ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ခိုးဝင်ငါဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား73ယောက်ကိုအေအေထပ်ဖမ်းတဲ့အကြောင်းပလဲဝဒေသမှာပြင်းထန်တဲ့ကူးစက်ဝမ်းရိုးကဖြစ်ပွားနေပြီးအေအေကဆဲကူပင်းနေတဲ့သတင်းအစာဖမ်းသွားတဲ့ကင်းချောင်းရသားတွေအတွက်မိသားစုဝင်တွေကအလှူဒန်းပြုလုပ်တဲ့အကြောင်းပါဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်ကို ကျွန်မဖြူဖြူရဲ့နဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမအုပ်ဆုံးအနေနဲ့ခိုးဝင်၅ဘန်းနေတဲ့ဘင်္ဂလားဒေ့ရှ်၅ဘန်းသမားစစ်သုံးဦးကို AA ကထပ်ဖမ်းတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ဘရခိုင်းပိုင်နဲ့အတွင်းခိုးဝင်၅ဘန်းနေတဲ့ဘင်္ဂလားဒေ့ရှ်၅ဘန်းသမားစစ်သုံးဦးအပါအဝင်ဆက်လက်နေစည်းကို အာရခတ်တော် AA ရဲ့ကမ်းရှည်ဆောင်တပ်ကထပ်မံဖမ်းဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ မနေ့ကနိုဝင်ဘာ12ရက်မနက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်အရေလောက်တားလျှောက်ရောက်ပါငါပန်းဆက်လေတစည်းကိုရတိတောင်မြို့နယ်ကိုတန်ကောက်ကျေးရွာအနီးပင်လယ်ပြင်မှာဖမ်းဆီးခဲ့ပါတယ်။နောက်ထပ်ဘင်္ဂလားဒေ့ရှ်အရေလောက်တား9ရောက်ပါတဲ့ငါပန်းဆက်လေတစည်းကိုလည်းကိုတန်ကောက်နဲ့ရှင်ခါလီရွာကန်းဆက်မှာဆက်ပြတ်ပြီးကြောက်ချရနာခြင်းအရခတ်တတော်ကန်းရှင်ဆောင်တပ်ဖွဲ့ဝင်တွေကထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဖန်စီယာမီတဲ့ဘင်္ဂလားဒေ့ရှ်ငါးပန်းသမားစစ်သုံးဦးကိုစစ်ဆေးမင်းများမှုတွင်ပြုလုပ်ပြီးအရေးယူထားတယ်လို့ဆိုပါတယ်။နိုဝင်ဘာ9ရက်ကလည်းမောင်တော်မြို့နယ်တောင်ပန်းအလီတန်ကျော်ကမ်းရှည်အနီးမှာကိုဝင်၅ပန်းနယ်တဲ့ဘင်္ဂလားဒေ့ရှ်ရေလောက်သား6ဦးပါငါးပန်းဆက်လက်တစည်းကိုအေအေကဖန်စီခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ငါးဖန်းဆက်လေတွင်ဟာရခိုင်ရေပိုင်းနဲ့အတွင်းကိုဝင်ငါးဖန်းမှုတွင် ရှိနေပြီးအာရခတ်တော်ကဖန်းစီအရေးယူမှုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစီကိုပြန်လည်လွှဲပြောင်းပေးမှုတွင်ရှိနေတာလည်းဖြစ်ပါတဲ့ ဆက်လက်ပြီးတော့ပလဝဒေတာမှာပြင်းထန်တဲ့ကူးစက်ဝမ်းရောဂါဖြစ်ပွားနေပြီးအေအေကဆဲကုပင်းနေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။အရခတတ်တော်အေအေထင်းချုပ်ရာချင်းပြည်နယ်ပလဝမြို့နယ်မှာပြင်းထန်တဲ့ဝမ်းပြတ်ဝမ်းချောရောဂါကူးစက်မှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲ့ဒီရောဂါဟာပလဝခရိုင်နယ်နေနမိုက်ချင်းထိစပ်နေတဲ့အိန္ဒိယနိုင်ငံလောင်တလိုင်းခရိုင်နေဆက်ကျွရတွေဖြစ်တဲ့ကာကီကျွရ၊တွီတင်း လုံတင်းစားတဲ့ကြေးရွာတွေကနေအစပြုဖြစ်ပွားလာတာဖြစ်တယ်လို့ ULAA ရဲ့အရခပြည်သူ့ကျန်းမာရေးဌာနကမနေ့ကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ပါတယ်။ရုဂါကူးစက်ခံရသူတွေဟာပလောဝမြောက်ပိုင်းရှင်းလဝတိုက်နယ်ကဒေသခံတွေအပါအဝင်ကုန်သေး300လောက်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာအရခပြည်သူ့ကျန်းမာရေးဌာနအရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ကပြီးခဲ့တဲ့နိုဝင်ဘာလရက်ကစတင်ပြီးကွင်းစင်ကူတာမှုတွေပြုလုပ်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ လက်ရှိယောဂဖြစ်ပွားသူအယောက်30လောက်ဟာပြန်လည်တက်တန်နေပြီဖြစ်ပြီးလူနာအသက်900ခန့်နှုန်းအောက်ကိုကျဆင်းနေတယ်လို့သိရပါဗျာ။အရခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လက်ရှိဖြစ်နေတဲ့ယောဂကိုတတိထားစောင့်ကြည့်နေပြီးတော့ကုသမှုနှုန်းလုံးဝမရှိတော့တဲ့အထိကာကွယ်ရေးနဲ့ကုသရေးတွေကိုဆောင်ရွက်တော့မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျာ။ဝမ်ပြဝမ်ရှော့ယောဂဟာတန်ရှင်းမှုမရှိတဲ့မလတ်ဆက်တဲ့အစအစာရင်းနဲ့ဒီကိုရေးတန်ရှင်းမှုအနစ်ရာအပါအဝင် ။ယောဂဖြစ်ပွားနေသူတွေစီကလည်းအစာအိမ်လမ်းကြောင်းကိုဝင်ရောက်ကူးစက်နိုင်တဲ့ယောဂဖြစ်တယ်လို့ကျန်းမာရေးအတိုင်းဝန်ကပြောဆိုထားကြပါဗျာ။အာဇာပန်းသွားတဲ့ကင်းဆောင်ရွာသားတွင်အတွက်မိသားစုဝင်တွေကအလှူအဒန်းပြုလုပ်တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။မွဆလင်လက်နက်ကန်တပ်ဖွဲ့အာဇာအဖွဲ့ကဖမ်းဆီးသွားတဲ့မွန်တော်မြို့နယ်ကင်းဆောင်ကျေးရွာကတပ်သားခံ၃ဦးအတွက်ယူဆပြီးတော့မိသားစုဝင်တွေကနိုဝင်ဘာဒုတိယပတ်မှာအလှူအဒန်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အော်တိုဘား၂၄ရက်ကမြို့တောင်ချေရင်မှနွားကြောင်းနေတဲ့ကင်းဆောင်ကျွော်ကအသက်၁၀နှစ်ကျော်အရွယ်မင်းကလေးငယ်တဦးအပါအဝင်ဒေသခံသူဦးကိုအစာကဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးတဲ့နောက်ဒီကနေ့အထိအဆက်အသွယ်မရဘဲပျောက်ဆုံးနေတာဖြစ်ပါတယ်။အော်တိုဘား၂၄ရက်မနက်၈နာရီကျော်မှကင်းဆောင်ကျွော်အနီးမြို့တောင်ချေရင်မှနွားကြောင်းနေတဲ့ကျွော်သားတွင်ကိုအစာတက်ဖို့ဝင်နေကရှင်းလျှောက်ဖမ်းဆီးဖို့ကြိုးပမ်းရာမှာကျွော်သား၃ဦးဟာထွက်ပြေးလွတ်မြောက်လာပေမဲ့၃ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖန်စီခံရသူတွေကတော့အသက်70နှစ်အရွယ်မငိမ့်စန္ဒာအသက်40အရွယ်ဦးမောင်ဘထွန်းနဲ့အသက်22နှစ်အရွယ်မောင်ထွန်းအေရောဖြစ်ပါတယ်။ကင်းရှောင်းကျေးရွာသားတွေဟာတောတောင်ကိုအမိပြုပြီးတော့လောက်ကန်စားတော့နေသူတွေဖြစ်ပြီးလက်ရှိမှာအစံအန်တွေကြောင့်လောက်ကန်စားတော့ရဲ့အဆင်မပြေဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ဘူတိတော်မောင်တော်ဒေသမှာကျေးလက်နယ်ဒေသခံမျိုးနွယ်စုတွေဟာမော်ဆလင်လက်နက်ကန်အဖွဲ့အစားရဲ့အန်တွေကြောင့်အစိုက်ပိုင်းရောက်ပိုင်းဆရာမလုံးချုံမှုတွေနဲ့ရင်ဆိုင်နေကြရတာပါ။ နိုဝင်ဘာ9ရက်နေ့ကလည်းမောင်တော်မြို့နယ်ငွေတောင်ကျေးရွာသားတဦးဟာနှောင်းကြောင်းနေတဲ့အချိန်မော်ဆလင်လက်နက်ကန်အဖွဲ့အာစာရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရပါတယ်။အော်တိုဘား22ရက်ကလည်းရတဲတောင်မြို့နယ်စီတီပြင်ကျေးရွာကမောင်တော်မြို့နယ်ကျောက်ပန်းတူရွာသို့ထွက်လာတဲ့ခီးဒီကားတစ်စီးကိုအာစာတပ်ဖွဲ့ဝန်ထမ်းကပစ်တပ်ပြီးအမျိုးသမီးနှုတ်ဦးတေဆုံးခဲ့ပြီးတော့အမျိုးသားနှုတ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။အရင်ကဘင်္ဂလားဒေ့ရှ်အနေနဲ့မောင်တော်မြောက်ပိုင်းမှာသာလှောက်ရှားနေတဲ့အာစာတပ်ဖွဲ့ဝင်တွေဟာ က်ရှိမှာတော့မောင်တော်တောင်ပိုင်းအထည်အဆင့်လောက်ရှားနေကြတာဖြစ်ပြီးဒေသခံအရသားတွေကိုအကြမ်းဖက်တပ်ဖြတ်မှုဖမ်းဆီးမှုတွေစက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်ခုလိုမော်ဆလင်လက်နက်ကန်အဖွဲ့တွေရဲ့အန္တရာယ်ကြောင့်မောင်တော်မျိုးနွယ်ကကျွော်ပေါင်း900လောက်ဟာဘဲလွဲရကိုတင်းချောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်ဒါအပြင်အာရခတက်တော်ကလည်းမော်ဆလင်လက်နက်ကန်တွင်ကိုလိုက်နိုင်ရှင်းလင်းနေပြီးဒေသခံတွေအနေနဲ့သွာလာလှုပ်ရှားမှုတွင်ကိုအထူးသတိပြုကြဖို့တတိပေးတိုက်တွန်းထားပါတယ်။ တည်င်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်ကောင်စီရေချောင်းအန်ဒီရေချောင်းရခိုင်တောင်ပိုင်းကဒေသခံတွေရုံးကန်ရပုတ်ခတ်လာတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါစစ်ကောင်စီရဲ့ရေချောင်းအန်ဒီရေချောင်းတန်တွဲ၊ဂွားနဲ့ရံပြင်းမျိုးနေတို့ကဒေသခံတွေဟာအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဖြစ်တဲ့ပင်လေပင်ငါးဖက် လုပ်ငန်းကိုမလုပ်နိုင်နိုင်တော့တာကြောင့်တနေ့ထက်တနေ့ရုံးကန်ရပုတ်ခတ်ခဲလာတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်အဲ့ဒီမျိုးနေတွေကပင်လေပင်မှာစစ်ကောင်စီစစ်သင်းဘိုးတွေဟာ အရင်ကထက်အတက်အစင်းပြုလုပ်နေတဲ့အပြင်ကမ်းခြေတခြားကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုငါးဖန်သမားတွေကိုပစ်ခတ်ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ဒေသခံတွေအ धिक အားထားနေကြရတဲ့ငါးဖန်လုပ်ငန်းကိုလုံခြုံရေးစိုးရင်ချက်ကြောင့်ပုံမှန်မလုပ်နိုင်တော့တာကြောင့်စောင်းဝနေရဲ့အကြက်အတဲကြုံနေကြရတာပါ။စစ်ကောင်စီဟာဂွားနဲ့တန်တွဲပင်လယ်ပြင်မှာရေတိုက်အင်အားတိုးချဲ့ဖြည့်တင်းထားပြီးတော့ဂွားနဲ့တန်တွဲကိုရေချောင်းအတက်အစင်ပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏပြုလုပ်နေပါတယ်။ဒီအခြေအနေတွေကြောင့်အာရခတပ်တော်ကတန်တွဲနဲ့ကွားမြို့အနီးပင်လယ်ပြင်မှာည6နာရီကနေမနေ့6နာရီအထိညအချိန်5ဖန်ခွင့်ကိုအော်တိုဘားလ16ရက်ကစတင်ပြီးအကန့်အသတ်မရှိပိတ်ပင်ထားပါတယ်။နေ့အချိန်5ဖန်ရမှာလဲကံဝဲကိုတွားရောက်5ဖန်မှုမပြုလုပ်ဖို့နဲ့စစ်ကောင်စီနယ်ပြည်တွေကိုမြင်တွေ့ရင်ကံအနီးအမြန်ဆုံးစိုက်ကဲကြဖို့ဒေသခံ5ဖန်သမားတွေကိုအတီးပေးထားပါတယ်။ ပင်လယ်ကမ်းရိုးတန်းမှာထိုင်ချထားတဲ့စစ်ကောင်စီနေပြည်တော်ကကန်အနီမြို့ရွာတွေကိုလက်နက်ကြီးပစ်ခတ်မှုမကြာခဏလှုပ်ဆောင်နေတာကြောင့်အရသာထိခိုက်တေဆုံးမှုတွေရှိနေပါတယ်။စစ်ကောင်စီနေပြည်တော်ဟာအာရခတပ်တော်ထင်းချုံမြို့နယ်တွေရဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တော်လာလှုပ်ရှားပြီးတော့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်လာတာဟာဒေသခံတွေရဲ့လုံခြုံရေးကိုရှင်းလျှောက်နေမှုဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။စစ်ကောင်စီဟာအာရခတပ်တော်ထင်းချုံမြို့နယ်တချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ဆင်နေတယ်လို့စစ်ရဲအကြက်ခတ်သူတွေကသုံးသပ်ထားကြပါတယ်။လက်ရှိမှာစစ်ကောင်စီဟာရခိုင် လက်ကျံမြို့တွေဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မအောင်မြို့နယ်တို့မှာရေချောင်းကိုအုံပြုပြီးတော့လက်နက်ခရမ်းတွေနဲ့အတူစစ်ရင်အဖြစ်တင်းနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စင်ကုန်းမြို့နယ်စာတင်ကျောင်းဘုံကျခံရပြီးတော့ပြည်သူ၅ဦးသေဆုံးတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကမာလေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေကျောင်းကနေပုံကျစ်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်အပါအဝင်းစစ်ဆောင်ပြည်သူ၅ဦးသေဆုံးပြီး၅ဦးထပ်မံတဲ့ရန်ရခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ12ရက်နေ့မနေ့ကည9နာရီမှာတရားဦးလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ပုံကျစ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မာလေးရွာစာတင်ကျောင်းပေါ်ကိုပုံကျစ်ရှာခဲ့တာဖြစ်ပြီးမတရားမြို့နယ်အရှိရှမ်းတိုက်ဝဲတွင်ကြောင့်စစ်ဘေးလာရှောင်နေကြတဲ့ပြည်သူတွေနေထိုင်တယ်လို့သိရပါတယ်။ မရံမြို့နယ်အရှိချမ်းကိုစစ်တပ်ကပြန်လည်သိမ်းယူနေပြီးတော့မြောက်ဘက်ချမ်းအထိအစစ်ကြောင်းတွေထိုးလာတာကြောင့်ဒေသခံတိုင်းနဲ့ရှိတိန်းချောင်းတွေကြားရတာပါစစ်ဘေးချောင်းတွေတိန်းချောင်းတွေတဲ့ဘက်ကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပြီးနိုဝင်ဘာ9ရက်နေ့ကလည်းရွှေပြည်နယ်ညောင်ကုန်းကျေးရွာကစာတင်ကြောင်းတွေကိုလေကြောင်းတိုက်ခတ်ခဲ့တာမို့ပြည်သူလေးဦးသေဆုံးခဲ့ပါသေးတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ ယူကရိန်းဝန်ကြီးနှုတ်ဦးလက်ဆောင်မှုအရှုပ်တော်ပုံကြောင့်ရာထူးကနှုတ်ထွက်တဲ့တည်င်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။နိုင်ငံရဲ့စွန့်အင်ကန်တာနဲ့ဆက်ဆက်တဲ့လက်ဆောင်မှုအရှုပ်တော်ပုံကြီးတစ်ခုကြောင့်ယူကရိန်းနိုင်ငံရဲ့စွန့်အင်ဝန်ကြီးနဲ့တရားရေးဝန်ကြီးတို့ဟာနိုဝင်ဘာလ12ရက်နေ့မှာရာထူးကနှုတ်ထွက်သွားတယ်လို့ AFP သတင်းတရမှဖော်ပြထားပါတယ်။ယူကရိန်းသမ္မတဇေလန်စကီရဲ့အဓိကမဟာမိတ်တဦးဖြစ်သူစွန့်အင်ဝန်ကြီးဟာ ရပုံငွေလွှဲပြောင်းမှုမှာလက်ငွေဒေါ်လာတန်တရာပေးခဲ့ရတဲ့ဖြစ်စဉ်ကိုစီမံခဲ့တယ်လို့စုံစမ်းစစ်ဆေးရေးမှုတွေကဆွဆွဲပြောကြားထားပါတယ်။ယူကရိန်းနိုင်ငံတော်ဝန်မှာရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်လက်ရစင်မီပြက်လက်မှုတံကိုအကြီးအကျယ်ခံစားနေရချိန်မှာအခုဖြစ်စဉ်ထွက်ပေါ်လာတဲ့အတွက်ယူကရိန်းပြည်သူတွေကြားမှာလည်းစုညံမှုတွေဖြစ်ပေါ်နေတာပါ။အစိုးပိုင်းမှာသမရဇီလန်စကီကတရားရေးဝန်ကြီးနဲ့စွန့်ဝင်ဝန်ကြီးတို့ကိုနှုတ်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်။ တရားရေးဝန်ကြီးနဲ့စောင့်ရင်ဝန်ကြီးတို့အနေနဲ့သူတို့ရာထူးတွေမှာဆက်နေဖို့မဖြစ်နိုင်ဘူးလို့ဆိုရှယ်မီဒီယာမှာဖော်ပြခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာသမ္မတဇေလန်စကီကပြောကြားထားတာပါသမ္မတရဲ့ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့ပြီးနောက်မှာဝန်ကြီးနှုတ်စလုံးကနှုတ်ထွက်စာတင်ခဲ့ကြတယ်လို့ယူကရိန်းဝန်ကြီးချုပ်ကပြောကြားကြောင်း AFP သတင်းတရမှာဖော်ပြထားပါတယ်အဲ့ဒီဝန်ကြီးနှုတ်ကိုတရားစွဲဆိုမှုတွေရှိမရှိကိုတော့မသိရသေးပါဘူးအဲ့ဒီလက်ပေးလက်ယူမှုဖြစ်စဉ်ဟာသမ္မတဇေလန်စကီအတွက်လည်းကြီးမားတဲ့စင်ခုံမှုတရားဖြစ်ခဲ့ပါတယ် ဇီလန်စကီးဟာရုရှားကျူကျော်စစ်နောက်ပိုင်းမှာပါဝါကိုဗဟိုကချုပ်ကန်နိုင်အောင်ကြိုးပမ်းနေတယ်လို့သူ့ပေါ်ဝေဖန်သူတွေကိုလည်းနှုတ်ပိုက်ဖို့ကြိုးပမ်းသူလို့ဆွဆွဲခံနေရပါတယ်။ဒီနေ့အစိုးပိုင်းမှာလည်းလက်ဆမ်းမှုဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေတဲ့အဖွဲ့အစည်းနှစ်ခုရဲ့လွတ်လပ်စွာလုံခြုံခွင့်ကိုကန့်တတ်ဖို့ကြိုးပမ်းခဲ့တဲ့အတွက်တမရဇီလန်စကီးဟာလူထုအကြအကြီးအကျယ်ဝေဖန်ခံခဲ့ရပါတယ်။ယူကရိန်းဟာနိုင်ငံအတွင်းလက်ဆမ်းမှုတွေကိုအများအပြားကြုံနေရပြီး ဥရောပသမဂ္ဂကိုဝင်ခွင့်ရရေးမှာလည်းလက်ဆမှုတိုက်ဖျက်ရေးဟာအဓိကလိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းပြလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 63 633ကိုလုံခြုံဆိုင်ရှာဆောင်နဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနိုင်စင်နိုင်ပါတယ်။နောက်တော့တင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။